လျှောဝှက်တရဖိုးနဲ့မင်းနမိတ်လေးဘယင်မအယ်လီနာကအိမ်မက်တခုကြောင့်စိတ်မသက်မသာဖြစ်နေခဲ့ပါတယ်။သူ့ရဲ့အိမ်မက်တဲမှာတော့ဂျိုးဆက်နဲ့လက်ထပ်ခဲ့ရပြီးအော်ရီလီယာဆိုတဲ့တမီးလေးတယောက်မွေးဖွားခဲ့ပါတယ်။နန်းတော်ကဒီလျှောဝှက်ချက်ကိုတည်သွားတဲ့အခါမှာတော့ဂျိုးဆက်ကိုနှစ်ထုတ်ပြီးဘယင်ဂျူလီယန်နဲ့လက်ထပ်ခိုင်းခဲ့ပါတယ်။နန်းတော်မိလာမှုဖြစ်တဲ့ညမှာတော့ဘယင်ဂျူလီယန်ကအော်ရီလီယာကိုခေါ်ပြီးအဝေးကိုထွက်သွားခဲ့ပါတယ်။သူမကတော့ဇယ်လီယာကိုကုံဝင်ဆောင်ရင်းနန်းတော်မှာကြံခဲ့ရပါတယ်။ ဒီအိမ်မက်ဆိုးကြောင့်ဘယင်မကြီးဟာအတော်လေးကိုထိတ်လန့်နေခဲ့တာပေါ့ဒါကအိမ်မက်ပါဘယင်မကြီးအဆင်ပြေရဲ့လားဘလို့ဖြစ်တာလဲငါဂျိုးဆက်ကိုအိမ်မက်မဲ့တယ်ငါတို့လက်ထပ်ခဲ့ပြီးလျှော့ဝဲမင်းသမီးအော်ရီလီယာကိုရခဲ့တယ်ဒါကိုနန်းတော်ကတည်သွားပြီးသူ့ကိုအဝေးပို့ပစ်ခဲ့တယ်ပြီးတော့ဘယင်ဂျူလီယန်နဲ့လက်ထပ်ခဲ့ရတယ်မိလောင်တဲ့ညမှာသူကအော်ရီလီယာကိုခေါ်သွားခဲ့တယ်ငါကတော့ဆယ်လီယာရဲ့ကိုဝင်ကိုစောင်းထားခဲ့ရတယ်အနားယူလိုက်ပါဘယင်မကြီးအခုကအရာအလုံးပြီးဆုံးသွားပါပြီ ။ဘီယမားကဂျိုးဆန်နဲ့အော်ရီလီယာရဲ့အကြောင်းကိုပုံမှန်လင်းလင်းပြောလို့မရဘူးဖြစ်နေတယ်။ဒါသတင်းဆိုးတွေပဲ။သူမဆက်ထိန်တိုင်းရင်အခြေအနေတွေကိုပိုပြီးဆိုးရွားစေလိမ့်မယ်။မင်းသမီးဆယ်လီယာဒီသတင်းစာရှင်းလင်းဝင်မှမင်းတော်တော်ဆိုးတယ်။ငါတို့ဘာပြောတင်လဲဆိုတာကိုအတူတိုင်မင်းတင်နေ။မင်းတယောက်တည်းလှုပ်ချင်နိုင်လို့လို့မရဘူး။မိုက်မဲလိုက်တာ။ကျမကဘီယမားမဖြစ်သေးပါဘူး။အမအနေငယ်လောက်တော့လှုပ်လို့ရပါသေးတယ်။မဟုတ်ဘူးအဲ့ဒါမင်းမားနေတာပဲဒီအမားကကြီးမားတဲ့အမားပဲ မင်းဟာအကျိုးဆက်တွေကိုရင်ဆိုင်ရတော့မယ်။ဘာဖြစ်လာမလဲဆိုတာကိုငါမခံမနိုင်ဘူး။သူတို့ငါ့ကိုအလုပ်ထုတ်ပစ်တယ်။ငါလုပ်ပြမယ်။ဘာမဟုတ်တဲ့အကြောင်းပြချက်နဲ့ငါ့ကိုအလုပ်ထုတ်ပစ်တယ်။ငါကလျှို့ဝှက်ချက်တကုတ်ကိုသိနေလို့လေ။ငါကတကယ်တော့လျှို့ဝှက်ချက်တွေအများကြီးကိုသိတယ်။ငါလူတွေကိုစပြီးပြောပြလိုက်ရမလားပဲ။မင်းကအော်ရီလီယာလား။တကယ်ပဲဟုတ်ပါတယ်။ဘာလဲ။မင်းဒီမှာဘာလုပ်နေတာလဲ။ကျမညီမကိုရင်ဆိုင်ဖို့နန်းတော်ကိုသွားနေတာ။သူ့ကိုရှင်သိကျင်သိပါလိမ့်မယ်။ မင်းသမီးဆယ်လီယာပါ။အိုးဟုတ်တာပေါ့။ကျမသိတာပေါ့။ကျမရှင့်ကိုတွေ့လိုက်ရတာအံ့ဩသွားတယ်။ဒီမှာထိုင်နေတာဒီဝင်းဆောင်ကိုကြည့်ုံနဲ့နန်းတော်ကအစီကံတယောက်ဆိုတာရှင်းနေတယ်။ရှင်ထင်ပေါ်နေတယ်သိလား။ကျမဒေါသထွက်လွန်းလို့အဝတ်တောင်မလဲနိုင်ခဲ့ဘူး။သူတို့ကရှင့်ကိုအလုတ်ထွက်ခိုင်းလိုက်တယ်ပေါ့။ဟုတ်တယ်။ရှင့်ကြောင့်လို့ပြောလို့ရတယ်။ရှင်နာမရှိခဲ့ရင်လျှော့ဝဲချက်တခုသာမဟုတ်ခဲ့ရင်ကျမအလုတ်ရှိနေအောင်မ။ကျမရှင့်ကိုပြန်ကူညီပြရစေ။ ကျွန်မကိုနန်းတော်ထဲဝင်လို့ရအောင်လုပ်ပေးပါ။မင်းသမီးဆယ်လီယာစီကိုပါ။ကျွန်မရှင့်ကိုအလောက်ပြန်ရအောင်လုပ်ပေးမယ်။ကျွန်မနည်းနည်းလောက်ဖျက်လို့ဖြစ်စီလို့ဖို့စိတ်စင်ထားတယ်။ကောင်းပြီလေ။သဘောတူတယ်။အော်ရီလီယာနဲ့အစီကန်တို့ကနန်းတော်ထဲကို ဝင်ခဲ့ကြပါတယ်။အကိုလီယိုဘုံရှင်ကျွန်မတို့နဲ့အတူနေလို့ရပြီပြည်ညံတန်ကလွတ်မြောက်မယ်။ကျွန်မကိုဂရီတခုပေးမယ်ဆိုရင်ပေါ့။ရှင်ကျွန်မရဲ့ထင်းထင်းမွေစက်ခံမှုကို ထိမ့်သိမ့်မှုကူညီရမယ်။ဘာဖြစ်လို့ငါရီလိုလှုပ်ချင်မှလဲ။ မင်းထင်းထဲပေါ်မှာရှိနေငါ့အတွက်ဘာမှကြုံမရှိဘူး။ကျမထင်းထဲပေါ်ကဆင်းသွားရင်ရောရှင်ပါရမှာလေ။ငါအော်ရီလီယာကိုပြန်မြင်ရမယ်လေ။တကယ့်မင်းသမီးကိုသူမရဲ့မှန်ကန်တဲ့နေရာဖြစ်တဲ့ဘယင်းမအဖြစ်နဲ့ပေါ့။ကျမကထင်းထဲကိုမွေးရပါတောင်းဆိုပိုင်ခွင့်ရှိတယ်။အဲ့ဒါမင်းမနေတာပဲမင်းသမီး။ငါကလေးဘွားတော်ကငါမိဘတွေစုံသွားတယ်။ငါ့ကိုအော်ရီလီယာနဲ့အတူတူမင်းရဲ့အမေနဲ့သူ့အဖေဂျိုးဆက်တို့ကမွေးခဲ့တာ။ Aurelia ကိုနှင်ထုတ်လိုက်တဲ့အခါငါ့ကိုလည်းယောက်ျားလေးချောင်းကိုပို့လိုက်တယ်။ သူတို့ကငါ့ကိုဖယ်ရှားဖို့စ조사ခဲ့ကြတယ်။အော်ရီလီယာအချောင်းကိုဘယ်သူ့ကောင်မှမပြောအောင်လို့လေ။ဒါပေမဲ့ဘာဖြစ်လဲမင်းသမီးလေ။ငါထွက်မသွားခဲ့ဘူး။ငါပြန်လာပြီးမင်းကိုသူမရဲ့နေရာမှာကြီးပြင်းလာတာကိုပျော့ပျော့ရွှင်ရွှင်နဲ့ကြည့်နေခဲ့တယ်။မင်းရဲ့မိဘတွေကငါ့ကိုကုံတွယ်ဟိကိစ္စနဲ့ပတ်သက်ပြီးသဘောထားကွဲလွဲလို့နှင်ထုတ်ခဲ့တယ်လို့မင်းတကယ်ပဲထင်လား။လက်တွေ့ကြကြစဉ်းစားပါမင်းသမီး။သူတို့ငါ့ကိုပြင်းနေတံပေးရတာကသူတို့ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်မယ်လို့ချင်းချောက်ခဲ့လို့လေ။ ဘီယန်ဂျူလီယန်ကနန်းတော်ရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်နိုင်ပြီးသူတို့ရဲ့ဂုံတိတ်ခါကိုချိန်ချောက်နိုင်တဲ့ဘသူ့ကိုမဆိုနိုင်ငံတော်ကနေဖယ်ရှားခဲ့တယ်။ဒါပေမဲ့ဘာဖြစ်လို့သူမကိုနှင်ထုတ်လိုက်တာလဲ။ရက်ဆက်တယ်လို့ထင်ရပေမဲ့ဘီယန်ဂျူလီယန်ကအော်ရီလီယာကိုတာမန်ဘွားတစ်ခုပိုင်ဆိုင်ဖို့ပဲလိုချင်ခဲ့တာ။သူကလျှို့ဝှက်လက်ထက်ထားတဲ့သမီးဖြစ်နေလို့နန်းတော်ထဲမှာပေါအောင်နေရလိမ့်မယ်ဆိုတာကိုသိတယ်။ဂျူလီယန်ကသူမကိုသူ့ရဲ့သမီးအရင်းလိုချစ်ခဲ့ပြီးမဲ့အဲ့လိုဖြစ်တဲ့ကိစ္စမဟုတ်ခဲ့ဘူး။ကျမမေဘာလို့ချင်ခဲ့တာလဲ။ဒါကအရေးမကြီးပါဘူး။ ဘယင်းကဆုံးဖြတ်ချက်ချပေးတာနဲ့အဲ့ဒါကအဖြစ်ပဲဒါဆိုရှင်ကလျှို့ဝှက်ချက်ကိုပြန်ဖော်ထုတ်မယ်လို့ချိန်ချဖို့ပြန်လာတာပေါ့မင်းကညံကောင်းတဲ့မင်းကလေးပဲဒါဆိုရင်တော့ကျမရှင်ကိုထပ်ပြီးနင်ထုတ်ရတော့မှာပဲမင်းကမင်းအဖေနဲ့တူလိုက်တာ အော်ရီလီယာနဲ့အစီကန်တို့ကနန်းတော်တွေကို ရောက်လာခဲ့ကြပါတယ်ဒါမင်းသမီးဆယ်လီယာရဲ့အခန်းပဲဒါကကျမရဲ့အရင်အခန်းမှာကျမမအံ့ဩတော့ပါဘူးကံကောင်းပါစေမင်းဒါကိုလိုအပ်လိုက်မယ်ခဏလေး ကျမဘယင်မဖြစ်တဲ့ကျမရဲ့အမေကိုတွေ့ကျင်နေဒီလောက်တိတော့ကျမလုပ်ပေးနိုင်ပါတယ်ဒါပေမဲ့ဘယင်မကိုတော့အန်ဒီအဖြစ်အောင်မလုပ်နိုင်ဘူးသူမကအရန်အားနေပြီးစိတ်ထားကောင်းနေဒီလိုမျိုးရှော့ဖြစ်အောင်မလုပ်သင့်ဘူးဒါကသူမကိုလုံးဝထိခိုက်စေလိမ့်မယ်သူမကိုယ်တိုင်ဒီဆုံးဖြတ်ချက်ကိုချရမယ်အဲဒီနောက်အခန်းတကားကိုဖွင့်လိုက်ချိန်မှာတော့ညီမနှစ်ယောက်ပြန်တွေ့သွားကြပါတယ်စကားတွေပြောကြငိုကြနေပေါ့ဒီလိုမျိုးပုံမြင်တွေကိုပြန်ပြောပြတာမျိုးမှာပါဝင်ပေးလို့ကျေးဇူးတင်ပါတယ် ကျမမှပြောစရာအများကြီးရှိတယ်လို့ရှင်းမှလည်းရှိမှာပါ။ကျမတို့ကတခါမှမဆုံးဖို့ရကြောင်အများကြီးပြောဆိုစရာတွေရှိနေပါတယ်။ညီမတယောက်ရလို့အယံပြောင်မိပါတယ်။ဘီယန်ဂျူလီယန်ကကျမကိုနှင်ထုတ်လိုက်တာကိုကျေးဇူးတင်မိတယ်။ဘီယန်ဂျူလီယန်ကကျမကိုကျေးဇူးပြုခဲ့တယ်။သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက်ကျမကလည်းမတောင်းပန်ပါဘူး။ကျမလည်းအယံကောင်းတဲ့အခွင့်အရေးတွေရခဲ့ပါတယ်။ကျမနိုင်ငံရဲ့လူတွေကြားမှာကြီးပြင်းလာခွင့်ရခဲ့တယ်။သူတို့ရဲ့လူအင်ဆန်နာတွေအိမ်မက်တွေ ဘာတွေကိုကြိုက်ပြီးဘာတွေကိုမကြိုက်ဘူးဆိုတာကိုကျမသိတယ်။ဒါဟာတင်ယူဖို့တန်ဖိုးမပြတ်နိုင်တဲ့အခွင့်အရေးတစ်ခုပဲ။ဒါကကျမကိုမယုံနိုင်တော့အောင်ကောင်းမွန်တဲ့ဘီယမာတပါဖြစ်လာစေမှာ။ရှင်ကပြန်ဆောင်ဖို့လာခဲ့တာမဟုတ်ဘူးပဲ။ထင်းနှင်းကိုတင်ယူဖို့လာခဲ့တာလား။ဒါကငါရဲ့ထင်းနှင်းပဲလေ။မင်းကဘလို့လုပ်ပြီးနိုင်ငံကိုဘလို့အုပ်ချုပ်ရမယ်ဆိုတာကိုသိနိုင်ပါလေ။အကယ်၍မင်းကနန်းတော်ထဲမှာအချိန်တိုင်းပုန်းနေခဲ့မယ်ဆိုရင်ပေါ့။မင်းလူတွေဘာလို့ကျင်လဲဆိုတာကိုမသိဘူးပြီးတော့ရှင်ကဘလို့အုပ်ချုပ်ရမလဲဆိုတာကိုမသိဘူး မင်းသမီးဓမ္မမုတ်ဘယင်းမတပားပြဖို့ဘာတခုမှတင်စားခဲ့ရတာမရှိဘူးအဲ့ဒါကတင်ပေးလို့ရပါတယ်ရှင်မနေပြီဒီထီးနှန်းကကျမဟာကျမရဲ့ထီးနှန်းမှာကျမထီးနှန်းမဟုတ်ဘူးဒါကကျမဟာအဲ့ဒီအချိန်မှာပဲဘယင်းမကြီးရောက်လာခဲ့ပါတယ်အော်ရီလီယာကျမတောင်းပန်ပါတယ်မင်းသမီးသူမထွက်သွားတာကိုကျမတို့မသိခဲ့ဘူးရပါတယ်ကျမတို့သူမကိုသူမအခန်းစီပြန်ခေါ်သွားပေးလို့ရပါတယ် ခြေဆွပြပြီးခဏစောင့်ပေးပါဦး။ငါရဲ့ချစ်သမီးလေး။အိုးငါမင်းကိုဘယ်လောက်တောင်လွှမ်းနေခဲ့ရလဲ။ဆယ်လျာသမီးရောလာပါဦး။ဘီယမကြီးကသူ့သမီးလေးနှစ်ယောက်ရဲ့ခေါင်းလေးတွေကိုပေါ်တက်ပေးနေခဲ့ပါတယ်။ကျမတန်တာတော့ဘီယမကြီးကိုအိမ်ရာစီပြန်ခေါ်သွားတယ်မင်း။တော်မအရင်အိမ်ငိုက်နေပြီ။အဲဒီနောက်မှာတော့အော်ရီလီယာကအိမ်ကိုပြန်သွားခဲ့ပါတယ်။နန်းတော်ကပြန်လာပြီပေါ့။အိုးအော်ရီလီယာကျေးဇူးပြုပြီးစိတ်ပြောင်းပါဦး။ မင်းဘယင်မဖြစ်เสียမလို့ပါဘူးငါတို့ဒီမှာအဖေအမေနဲ့အယမ်းပြောင်နေကြတာပဲလေသူတို့ကငါရဲ့အဖေအမေအရင်းတွေမဟုတ်ဘူးဒါအပြင်နန်းတော်မှာကောင်းမွန်တဲ့ဘဝတစ်ခုကိုပေးဆွမ်းနိုင်တယ်ဒီမှာရှိနေတဲ့ဘဝတည်းအများကြီးပိုကောင်းတယ်ပီတာငါမင်းကိုတခုပြမယ်ငါလျှို့ဝှက်ထားတဲ့လျှို့ဝှက်ချက်တခုရှိတယ်မင်းသမီးတယောက်ဖြစ်တာတည်းပိုကြီးတဲ့လျှို့ဝှက်ချက်လားပိုကြီးတယ်ပီတာငါအဖေကအသက်ရှင်နေတော့မယ်ကြည့်သူငါ့ကိုနှစ်ပေါင်းများစွာစာရီပို့နေခဲ့တယ် ငါလည်းပြန်စာရေးခဲ့တယ်။ထင်းနှန်းကိုတောင်းဆိုပိုင်ခွင့်ရှိတယ်လို့ငါ့ကိုပြောခဲ့တာသူပဲ။သူကတရားရုံးတွေရှိမှရက်တည်ပြီးငါဟာဘယင်မအယ်လီနာရဲ့ပထမသမီးဖြစ်တယ်ဆိုတာကိုတသက်ခံပေးမယ်လို့ငါ့ကိုပြောခဲ့တယ်။မင်းမမြင်ဘူးလား။ငါတို့ဟာဒီအရာတွေနဲ့ငါတို့ရဲ့ဘဝကိုပြောင်းလဲနိုင်တယ်။ညရောက်တဲ့အခါမှာတော့အော်ရီလီယာအိပ်ပျော်နေတော့ပီတာကစာရီထည့်ထားတဲ့တက်တာလေးကိုတိတ်တိတ်လေးယူသွားပြီးနန်းတော့ကိုသွားပေးခဲ့ပါတယ်။ဒီစာရီပေါ်ကလိပ်စာကိုလိုက်သွားပါအဲ့ဒီလူကိုရှာပြီးဒီကိုခေါ်လာခဲ့ပါ။ ပြီးရင်ဘာလုပ်မှလဲပြင်ပါကြီးပြီးရင်သူ့ကိုတဏှာရာကို ပို့လိုက်ရလိမ့်မယ်အဝဲကြီးအဝဲကြီးကိုပေါ့ဒီလိုလားမင်းသမီးခမရဲ့အစီအစဉ်ကဒီလူကိုဒီဝခေါ်လာပြီးနိုင်ငံတော်ကိုတစ်ဆာဖောက်မှုနဲ့တည်တံပေးမယ်လို့ချင်းချောက်တာအော်ရီလီယာကသူမရဲ့ထင်းထန်းတောင်းဆိုမှုကိုသူမရဲ့အဖေကိုကယ်တင်ဖို့အတွက်ဆွန့်လွတ်လိုက်မယ်လို့မျှော်လင့်တာပေါ့ဟုတ်တယ်ရှင်းမှန်ပါတယ်ကောင်းပြီခမရကျွန်တော်နဲ့ရင်တိုင်ပင်ခဲ့တဲ့နယ်လို့ဆန္ဒပြုံးမိတယ်ဒါကအလုပ်ဖြစ်နိုင်တယ်ဆိုတာကျွန်တော်မြင်တယ် ငါမင်းကိုအရင်တိုင်မြင်ခဲ့ပြီးသားပါတရင်စာရှင်းလင်းမွဲမဖြစ်သေးဘူးဒါပေမဲ့ဖြစ်တော့မယ်ရဲမဲတွေကအဖိုးတော်တရားကိုဖန်ခေါ်လာခဲ့ပါတယ်တရင်သမားတွေကူးချက်ချင်းခေါ်လာခဲ့ဒီလိုဟာဒင်းနိုင်ငံရဲ့လုံခြုံရေးကိုတစ်ဆာဖောက်တဲ့ချင်းချောက်သူတို့ပဲစိုးရင်ပူပန်နေကြတဲ့လူအလုံးတွေမနဲ့ပြန်မုန်းလွဲပိုင်းမှာသူ့ကိုကွပ်မြက်လိုက်မယ်မမျော်လင့်ထားတဲ့အခြေအနေတွေဖြစ်မလာဘူးဆိုရင်ပေါ့ငါဘယ်ပမာလဲနင်တို့သူ့ကိုဘာလုပ်လိုက်တာလဲသူအခုတော့လုံခြုံပါတယ်သူ့ကိုထပ်ပြီးနေမထုံနဲ့ ။အိုးအဲ့ဒါကတော့ကျမရဲ့ထိန်းချုပ်မှုအပြင်ဘက်မှာရှိနေပြီ။ဘာကိုဆိုလိုတာလဲ။ရှင်းရဲ့ထင်းနှံတောင်းဆိုမှုကိုဆွန့်လွတ်လိုက်အော်ရီလီယာ။ဘာ?ထင်းနှံတောင်းဆိုမှုကိုဆွန့်လွတ်လိုက်ရင်သူ့အသက်ရှင်ခွင့်ရာခေါင်းရနိုင်တယ်။နင်ကသူ့အသက်ကိုတားကောင်ဖြစ်အသုံးပြုပြီးငါရဲ့တောင်းဆိုမှုကိုဆွန့်လွတ်အောင်လုပ်နေတာပေါ့။အိုးအိုးဒါကအလုပ်ဖြစ်နေလား။နင်ကတကယ်ကိုရက်စက်တဲ့အုပ်ချုပ်သူတယောက်ပဲ။နင်တကယ်ကိုယွန်စရာကောင်းတယ်။ ဒါမှမဟုတ်ငါကညံကောင်းနေတာဖြစ်ပြီးနင်ကငါ့လိုဒီလိုမျိုးညှိနှိုင်းနိုင်စွမ်းမျိုးမရှိခဲ့လို့တဝင်းတုံနေတာဖြစ်နိုင်တယ်။ဟုတ်တယ်မလားအမ။ငါငါ့ဖေကိုတွေ့ကြတယ်။ဝမ်းသာစရာပေါ့။ဖေဖေ။အော်ရီလီယာငါသမီးလေးမင်းဒီမှာဘာလုပ်နေတာလဲ။သမီးထင်းထင်းကို တောင်းဆိုဖို့ကြိုးစားနေတာ။ပြီးတော့ရောဘလို့ဖြစ်သွားလဲဆိုတာဖေဖေခံမှန်းကြည့်လို့ရပါတယ်။မင်းရဲ့မျောလင့်ချက်တွေကိုမဆွတ်လို့ရဘူး။ထင်းထင်းကမင်းရဲ့ပိုင်ဆိုင်ခွင့်ပဲ။ကျမဘာမှလုပ်လို့မရဘူးအဖေ။ သူမကအာနာအယမ်းများတယ်။သူမကဒီနန်းကိုဆက်ပြီးတောင်းဆိုမယ်ဆိုရင်အဖေကိုထပ်ပြီးနှင်ထုတ်မယ်လို့ချင်းချောက်ခဲ့တယ်။ငါဒီနိုင်ငံအတွက်မင်းအတွက်ဆိုရင်ဘာမဆိုဝမ်းမြောက်ဝမ်းသာလှုပ်ပေးနိုင်ပါတယ်။တမီးအဲ့ဒီလိုဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။တမီးဒီကနေထွက်ဖို့နီးလန်းရှာဖို့လိုတယ်။ပြီးတော့သူတို့ဘလို့လုပ်ပြီးအဖေရှိနေသေးတယ်ဆိုတာကိုဘလို့သိသွားလဲဆိုတာရှာဖွေရမယ်။အဆောင်တွေကကောင်းလေးတယောက်ကအဖေစာတွေကိုသူတို့စီပေးခဲ့တယ်လို့ပြောတယ်။ပေးကြလား။တမီးရဲ့မောင်လေးကတမီးကိုရောင်းစားလိုက်တာပဲ။အားလုံးအပြင်းထွက်ကြ။ ငါတို့ဘယ်သွားကြရမှာလဲဘယင်မကိုစေးရုံကိုခေါ်ဆောင်သွားပါပြီသူမဟာနိုင်ငံကိုပြန်လဲအုပ်ချုပ်နိုင်တော့မှမဟုတ်ပါဘူးမင်းသမီးရဲ့ဗိတ်သိက်ခံပွဲလဲစတင်နေပါပြီဘယင်ကြီးကခမားကိုတက်ရောက်ဖို့တောင်းဆိုခဲ့ပါတယ်အချစ်ရေအဲလီနာငါမင်းကိုအမြဲတမ်းတတိယနေမှာပါငါမေဘယင်မကြီးတက်တော်ရကြောရှိပါစေကျမမေကနာမကျန်းဖြစ်နေတာကြောင့်ကျမဟာနိုင်ငံတော်ရဲ့အနာဂတ်ပေါ်မှာအလေးအောင်ထုံးလင်းပေးမယ် ကျမအမေကိုဂုံပြူတော့အပြည့်ကျမဒီနိုင်ငံကိုချက်တည်ရရှိပြီးဂယူဆိုင်မှုနဲ့အုပ်ချုပ်သွားမယ်။ဘာတခုမှဘသူကမှအဲ့ဒါကိုကျမစီကနေဘက်တော့မှယူသွားလို့မရဘူး။ဘယင်မတက်တော်ရကြောရှိပါစေ။ဘယင်မတက်တော်ရကြောရှိပါစေလို့ပြည်သူတွေကဝိုင်းဝန်းဆူတောင်းလိုက်ကြပါရဲ့။